ဝက်ချန်နေရမိတ်ဆွေရဲ့လာတွေကိုဖုံးကွယ်နေရဆိုတာမိတ်ဆွေသိပြီပြီလားဒီလိုမျိုးအခြေအနေကနေပြီးတော့ဒီလိုမျိုးအခြေအနေဒီတက်တအောင်ဝက်ချန်ကုသလို့ရပါတယ်အဲ့တော့ဒါဒီလူနာဆိုရင်ကျွန်တော်လွန်ခဲ့တဲ့6လလောက်ကကုသထားတဲ့လူနာပေါ့နော်။သူက skin care မျိုးစုံသုံးပြီးတော့မျက်နှာက break out ဖြစ်လာတယ်။ break out ဖြစ်လာတော့သူ skin care တွေဝက်ချန်သက်သာတဲ့ skin care မျိုးစုံပြန်သုံးတယ်ပေါ့နော်။အဲလိမ့်စေးတွေလိမ့်ကြည့်တယ်။ line bone ကဒီဝက်ချန်ပြောက်စေးဆိုတဲ့ဟာတွေဝက်ချန်သက်သာတဲ့ဆိုတော့ skin care တွေသုံးကြည့်တယ်ပေါ့နော်။အဆင်မပြေဘူးပို့ပို့ဆိုးလာတယ်။မျက်နှာကပို့ပို့ပြီးမင်းညစ်လာတယ်ပေါ့နော်။ အဲ့အဲ့မှာကျွန်တော်ရဲ့ online ကနေလာပြတယ်ဒါကတော့6လ reserve ပါအဲ့တော့မိတ်ဆွေအနိုင်ချင်းကြည့်ပါဒီလိုခြေနေကနေဒီလိုခြေနေလေးဖြစ်လာအောင်တက်တောင်ကုလို့ရရယ်ဆိုတော့အဲ့မိတ်ဆွေသိပြီပြီလားပေါ့နော်အဲ့တော့ watchan ဆိုတော့အာမကုတာပဲပြစ်ထားရင်ဘလို့ပြတော့ဆိုလို့ရရှိနိုင်တယ်နော် watchan ကိုဘာကြောင့်ကုတင်လဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီနေ့ပြပြပြမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တော့ရေပြာယောဂများကို online နေဥဒပေးနေတဲ့ဆရာဝန်ဒေါက်တာနေစာတော်ဖြစ်ပါတယ် ဲ့တော့ဝမ်းချန်ဆိုတာကသူကယောဂါတမျိုးဖြစ်တယ်သူက chronic disease ပေါ့နာရန်စီလေးဖြစ်တယ်ပြီးရင် slow response လို့ခေါ်တယ်အဲဒီပျောက်တာလဲနှေးတယ်ပေါ့နော်လူနာများစုကသူကချက်ချင်း result ကောင်းတာကိုလိုချင်ကြတယ်ပေါ့နော်အဲအဲဒါကြောင့်မို့သူကမြေမြေပျောက်တဲ့လိမ့်စည်းတွေလိမ့်နေအဲအဲ့တော့ပြဿနာခဏတော့သက်သာသွားရမယ်ပြီးရင်ပြင်ပြပြီးတော့ကန်ထွက်တာမျိုးဂျုံရနိုင်တယ်ပေါ့နော်ပြီးမျိုးစုံ online အနေနဲ့ကျွန်တော်တို့ထွက်တနိုင်းလို့เนาะအဲဒါနဲ့ဘာသာမဝ website တို့ဒီလိုမျိုး လိမ့်စေးတွေလည်းဝယ်လင်းကြတာလည်းတွေ့ရပါတယ်တကယ်တကယ်ကဒီလိုစေးတွေဆိုတာကဟိုသုံးတဲ့စေးမသုံးတဲ့ဘေးပေါ့နော်ဆရာဝန်ညွှန်ကြားမှာသုံးရတဲ့စေးတွေဖြစ်တဲ့ကြောင့်မလို့ကိုယ့်အကိုသုံးတယ်ဆိုလို့ရှိရင်တော့ဘာနဲ့တူမလဲဆိုတော့ကျွန်တော်တို့ဆရာဝန်တွေကိုပြန်လှုပ်လှောက်ခိုင်းတယ်လို့နဲ့တွတ်တူတယ်ဟိုသုံးရမဲ့စေးကြီးတော့သိရဲ့အဲဒါပေမဲ့ဘယ်လိုသုံးရမလဲဆိုတာမသိဘူးပေါ့နော်ဟိုနားလည်လို့အောင်ပြောရင်ကျွန်တော်ကိုအောက်စီဖို့ဘီလက်မြေဖြော်ခိုင်းမယ်ဆိုရင်ဘီလက်မြေကိုဘယ်လိုဖြော်ရလဲဆိုတာတော့ကျွန်တော်တို့ကအဲဒါဘီလက်မြေရဲ့သဲရဲ့ရေเนาะကျွန်တော်ဖြော်မှန်းတော့သိတယ်ဘယ်လိုချိုးစားနဲ့ အဖြောရမယ်ဆိုတော့ကျွန်တော်တိလားမသိဘူးဒီလိုပဲပေါ့နော်မိတ်ဆွေအနေနဲ့ဆေးတွေတော့တိတယ်ဘလို့နေရမလဲဆိုတာမသိဘူးဆိုလို့ရှိရင်ယောဂါတက်တာမှမဟုတ်ပါဘူးပို့ပြီးတော့လဲသိုးသွားနိုင်ပါတယ် ဒါကြောင့်ဝါချံကိုမူးတာပဲပြစ်ထားမယ်ဆိုရင်နံပါတ်1ကတော့ကျွန်တော်တို့အမာရွတ်တွေကြံမယ်။ဘာလို့ဆိုတော့ကဝါချံသမားတွေကပြည်တွေထည့်တယ်ပြည်တွေထည့်ပြီးတော့ကျွန်တော်တို့ဒီညှစ်မယ်ပေါ့နော်ညှစ်တဲ့ခါမှာခြိုင်းခွက်တွေဖြစ်လာပြီးတော့အမာရွတ်တွေဖြစ်မယ်။ဒီအမာရွတ်တွေကကိုယ့်ကိုအဲဒီရင်ရှိမှာဒီပြဿနာရှိရဲ့လာပေါအောင်အများကြီးထိခိုက်စေနိုင်ပါတယ်ပေါ့နော်။နောက်တစ်ခါတော့စိတ်ပိုင်းဆိုင်ရာခံစားမှုပါ။အဲဝါချံရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူး။သူများတွေကလည်းကိုယ့်ကိုအဲဒါဒါတီးတိုးပေါ့နော်။စကနာထိုးတာတွေပါရှိနိုင်တယ်ပေါ့နော်။အဲဒီလိုမျိုးပေါ့။ အနောက်ဘက်ကျတော့ကျွန်တော်တို့နံပါတ်3ချက်ကတော့ကျွန်တော်တို့အရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှုပါအဲ့တော့ wasin ကိုငငယ်ရွယ်ကလေးကကျွန်တော်သေချာစနစ်ရကုသမယ်ဆိုလို့ရှိရင်ရေရှည်မှာကိုယ့်ရဲ့အလားပါကိုအရှည်ထိန်းသိမ်းထားနိုင်ပြီးတော့အမြဲတမ်းအလားပါနှုတ်ပြနေမှာပဲဖြစ်ပါတယ် အဲ့တော့ဝချံကိုကုသမယ်ထားရင်ကျွန်တော်တို့ဘလိုတွေဖြစ်လာနိုင်လဲအဲ့တော့ဝချံကတဖြည်းဖြည်းနဲ့ပုံဆိုးလာမယ်ပြီးတော့ကျွန်တော်တို့ဒီစင်ဝချံတွေဖြစ်လာမယ်ပြီးရင်မျက်နှာအဲဒီပါးကနေမာတဆင်ကျွန်တော်တို့တပြင်းလုံးအဲဒီဝချံတွေကပွားသွားတာမျိုးဖြစ်တတ်ပါတယ်ပေါ့နော်အဲ့နောက်တစ်ခါကျတော့ကျွန်တော်တို့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲဝချံကိုမကုသမယ်နဲ့ကိုယ့်ကိုယ်ကိုညစ်ဒီညစ်လုံးဝချင်းအပြင်ကျွန်တော်တို့မျက်နှာကိုမှဂျိုင်းခွက်တွေကြံမယ်ပြီးရင်ဝချံတွေက ပျောက်ပြီးသွားရင်ကျွန်တော်တို့ post inflammatory hyperpigmentation လို့ခေါ်တယ်သူကမဲဆက်နီးစက်တွေကျန်တတ်တယ်ပေါ့နော်ဒီမဲဆက်နီးစက်တွေကိုလည်းဆီအောင်နဲ့ကုသမှာပဲတိကျပျောက်ကင်းအောင်ကုသလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဝက်ချံမဲညစ်တွေဖြစ်နေလို့စိတ်ပူပါနဲ့ဒီလိုမျိုးတက်တာသွားအောင်ကုသလို့ရပါတယ်ဒါပေမဲ့တခုတော့ရှိရယ်နော်စိတ်ရှည်ရမယ်ဒီလို result တခုရဖို့အတွက်6လလောက်တော့အချိန်ပေးရပါမယ် โอเคပါကျွန်တော်ခုပြပေးတဲ့အကြောင်းအလေးကမိတ်ဆွေတဲ့အကျိုးရှိမယ်ဆိုရင်ကိုမမကိုလိုရေးပေးတော့ပါပြီးတော့ watching နဲ့ပတ်သက်ပြီးတော့မိတ်ဆွေရဲ့အတွေ့အကြုံတွေမိတ်ဆွေသုံးမှုတဲ့ skin care တွေဒီရောင်းနိုင်တဲ့ပတ်သက်ပြီးတော့ဆွေးနွေးခြင်းတွေဆိုလို့ရှိရင် comment box ကနေဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်မင်္ဂလာပါကျွန်တော်ရေပြားနဲ့အထွေထွေယောဂများကိုဒီစီကမှာရော online မှာရောကုသပေးနေတဲ့ဆရာဝန်ဒေါက်တာနေစာလုံးဖြစ်ပါတယ်တကယ်လို့ဆရာနဲ့ယောဂဆွေးနွေးကုသခြင်းတွေဆိုလို့ရှိရင်တော့ TikTok ပိုင်းအောင်ကဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဆုံးသနိုင်ပါတယ်